တလုံးနဲ့သူတို့လျောက်သားစပိရက်ပြီးတရောင်းစားနောက်တိုးကပ်သွားလိုက်ကြတယ်။တရောင်းစားဖိုးထူးတို့မြင်တော့ခွက်ကိုမြှောက်ပြီးတောင်းတော်လာပါ။မတနာကြပါနဲ့မတနာကြပါနဲ့ကျုပ်တရောင်းစားစားစရာရှိနေစရာရှိရဲ့ဘဝမှုမတနာကြပါနဲ့မတနာကြပါနဲ့ကျုပ်ဘလို့ပြောမှစကားအမှန်ထွက်လာမှလေ။ဟာဒီကိုကြီးလေမင်းတို့လိုဖြစ်နေရပဲငပေးရ။ဒါဆိုဒီကိုကြီးကို ကိုကြကြီးစီကိုပို့ပေးကြတာပေါ့ကောင်းပါပြီဒီနေ့မှာတော့တုပ်ဘောနဲ့ငပိန်ကရွာနောက်ကရေကန်ထဲမှာပြောင်းဆန်အောင်လို့ရေကူးနေခဲ့ကြတယ်တုပ်ဘောကရေကိုစက်ပြန်ကပြန်လို့ကူးနေခဲ့တာဆိုတော့ငပိန်ကိုရေစင်ကုန်တော့တာပါဟာဟဲ့အောင်တုပ်ဘောမင်းရေကိုဘယ်လိုကူးနေရလဲကွဘယ်လိုကူးဖို့ပေါ့ကွာတနည်းအားနေတနည်းအားရွေ့သွားဖို့ပဲအရေးကြီးတာ အဲ့လိုဆိုရင်ရိုးသားသားကူးပါလားတော့ဘွေခုကငါမျက်လုံးထဲမှာရေတွေဝင်ကုန်ပြီဝင်လဲပြန်ထုတ်လိုက်ပေါ့ကွာလွင်နေရဲ့ကိစ္စခောင်းလို့လေဟာဒီတော့ပေါ့တော့ပြောမြန်ဆိုမြပါလားအဲ့ဒီအချိန်မှာပဲကွက်တလုံးကရေစီးနေတူသူ့တို့နောက်မျောပါလာခဲ့တာပါတော့ဘောကဟာဟဲ့အောင်ကဘေးဟိုမှာခွက်တလုံးကအဲ့ဒါငါဘာလို့အောင်မလဲတော့ဘောရဲ့ခွက်ကိုမြင်တာဟုတ်မဟုတ်ကိုမြင်လိုက်တယ်လို့ပဲမဟုတ်ဆိုရင်တော့လေ ိုကောင်းတာပေါ့ကွာဒလုံနဲ့တော့ပေါ်လေရေထဲမျောပါလာတဲ့အခွက်ကိုဆေးယူလိုက်ပြီးရေခွက်နဲ့ရေလောင်းချိုးနေခဲ့တာပါငပင်ရလေတေချာကြည့်မှမိခွက်ကမိုက်လိုက်တာငါလည်းခဏငါမေးရေလောင်းချိုးဝင်မယ်အဲ့လိုပြောပြီးငပင်လေတော့ပေါ်စီအခွက်ကိုရှင်လို့ရေလောင်းချိုးနေခဲ့တာပါခနာကြမှာတော့တော့ဘောက ငပိတ်ကိုသူ့ခွက်ပြန်ပြီးကိုတောင်းလိုက်တယ်။ဟဲ့အောင်ငပိတ်ငါခွက်ပြန်မပေးနဲ့။ခဏလေးပေးမယ်။ရေဝအောင်လောင်းချို့မှာ။တကယ်တမ်းတော့ငပိတ်ကမပေးသေးဘူးပြောချင်မိမိတကယ်ထွက်သွားတဲ့စကားကပေးမယ်ဖြစ်နေခဲ့တာပါ။ဟမ်ငါကမပေးဘူးလို့ပြောချင်တာမဟုတ်ဘူးလေ။ဘလို့ဖြစ်ပြီးတော့ခုတိုင်ထွက်သွားရတာလေ။ဟာမှန်မြန်ပြီဒုက္ခပဲ။ငပိတ်ပြောလိုက်တဲ့စကားတွေကဇက်တိုက်ဆိုသလိုပြောင်းပြန်နေထွက်နေခဲ့တာပါ။တော့ဘောကလည်း ဟုတ်တယ်ဟာဘလို့ဖြစ်တာပါလဲဟမ်ခုကျတော့အမှန်တိုင်းပြန်ထွက်နေဒါကဒီခွက်ကြောင့်နေမှာဒီခွက်ကိုကင်လိုက်လို့ငါတို့စကားပြောတာပြောင်းပြန်နေထွက်နေရပြီဟမ် ခုတော့မှန်နေပြန်ပြီအဲ့လိုပြောပြီးငါပိန်လေးသူကင်ထားတဲ့ခွက်ကိုအဝေးကိုလွှတ်ပြစ်လိုက်တော့ရင်တဲ့ကွာအိမ်တော်တော့ငပိန်လွှတ်ပြစ်လိုက်တဲ့ခွက်က ကမ်ဘီနာမှာရီစားနဲ့ဒိတ်ဖို့ထိုင်ဆောင်နေတဲ့တရေတီနာကိုကြောက်သွားခဲ့တာပါအုံမလေးပလုတ်တော့လန့်ရတာအော်ဘာများလဲလို့ခွတ်တလုံးပြစ်နေခဲ့တာပဲဒါနဲ့ကျုပ်ချစ်လင်မိစိန်ကခုတ်တီကိုရောက်မလာသေးပါလားဟမ်ဒါလို့နဲ့တရေတီလည်းထိုင်ဆောင်နေရကပြင်းပြင်းနဲ့သူနာကြလာတဲ့ခွတ်ကိုကင်ကြည့်နေခဲ့တာပါโอ้ဒီကွက်ကမိုက်သားပဲဟမ်အဲ့ဒီအချိန်မှာပဲတေးမမီစင်းကသူ့နာကိုရောက်လာခဲ့တယ် ဒလုံနဲ့တရေတီနာမှာကတ်တိုင်လိုက်ပြီးကိုတိဝရောင်းနေရကြာပြီလိုက်ဟမ်ကြာနေပြီမိစိမ့်ဟမ်ဒါဆိုကျမကိုစောင့်နေရလို့ညွန်ညင်နေရလိုက်ဟာတေချာမို့ညွန်ညင်တာဘောကွာဟမ်တေဝဆိုတဲ့တရေတီလေးသူကန်လိုက်တဲ့ခွက်ကြောင့်စကားတွေကပြောင်းပြန်နေထွက်နေခဲ့တာပါ ကိုသေးဝတော့လေတိတ်ကိုနောက်တက်တာပဲမိစိမ့်ပြင်လေကိုသေးဝအောင်စိတ်ဆိုးတော့မလို့ဒါနဲ့ရှင်ကင်ထားတဲ့ကွက်ကဘာလို့ပို့လဲဟင်တောက်ဆောက်ဖို့ပါဟမ်ကိုသေးဝရှင်မာကြီးဖြစ်နေရလေတော့ဟိုဟိုမဟုတ်ပါဘူးမိစိမ့်ရဲ့ဟိုကျုပ်အဲ့လိုပြောချင်တာမဟုတ်ပါဘူးဟာဒါဆိုဘာလို့စကားကိုဘူးကလန်ပြောနေရလဲတော့ဟိုအဲ့ဒါကျုပ်စိတ်ထဲရှိတဲ့အတိုင်းထွက်လာဟုတ်ပါတယ်ဘာရှင့် တော်ပြီတော်ပြီရှင်းနဲ့စကားထိုက်ပြီမပြောတော့အဲ့လိုပြောပြီးတရေမမီချင်းနဲ့အဲ့နေရာကနေထွက်သွားဖို့အတွက်ထားရလိုက်တယ်တရေတီဝါကမီမီစိန်ကြီးသွားသွားပါတော့ဘာသွားမှာကျမသွားမှာရှင်းနဲ့ဘယ်တော့မှထပ်မတွေ့တော့ဒါလို့နေတရေမမီချင်းလေးတရေတီဝါကိုစိတ်ဆိုးသွားပြီးတော့တီဝါနာကနေအဝေးကိုထွက်သွားခဲ့တော်တယ် ငါ့အချစ်လေးမိစိမ့်တော့သွားပါပြီကွာတေဝလည်းခွက်ကြောင့်ရုတ်တရက်ပြောင်းလဲသွားတာကိုသတိထားမိသွားခဲ့ပြီးတော့ကင်သားရဲ့ခွက်ကိုအဝေးကိုလွှတ်ပြက်လိုက်တော်တယ်ဒါလို့နဲ့တရေသေးဝါလွှတ်ပြလိုက်တဲ့ခွက်ကတစ်ပင်အောင်မှအိပ်ပျော်နေတဲ့တလောင်းစားကောင်းမော့ကိုပြုတ်ကျလာခဲ့တာပါ။အမလီတေးပါပြီဗျ။ကျုပ်ကဘယ်သူလုံးလိုက်တာလဲဗျ ဲ့လိုပြောပြီးတောင်းစားလင်းဘေဘီဝင်ရကိုကြည့်လိုက်ချိန်မှာခွက်တလုံးကိုမြင်လိုက်ရတာပါဟမ်ခွက်တလုံးမေအတော်ပဲပြောကျုပ်တောင်းစားဖို့ခွက်မရှိနေရနဲ့အတော်ပဲဖြစ်သွားတယ်တောင်းစားလင်းခွက်ကိုကောက်ကင်လိုက်ပြီးတေချာကြည့်နေခဲ့တော်ရီခနာကြာမှတော့ဒေါ်ကြီးနှစ်ယောက်ကပစံရင်ကိုစီကင်လို့လမ်းသွားနေရကိုမြင်လိုက်တဲ့အတွက်ကြောင့်တောင်းစားလင်းခွက်ကိုမြောက်ကင်ပြီးတော့တောင်းစားတော့တာပါမတနာကြပါနဲ့မတနာကြပါနဲ့ ကျုပ်လိုတောင်းဆောင်မတနာကြပါနဲ့စားစရာရှိနေစရာရှိရဲ့ဘဝမှုမတနာကြပါနဲ့မတနာကြပါနဲ့အဲ့ဒါနဲ့ဒေါ်ကြီးတယောက်ကဟဲ့တော့ဒီတောင်းဆောင်တောင်းနေတာဘလို့ကြီးတုံးဟုတ်ပါအေးတင်ရေစားစရာရှိနေစရာရှိနေအောင်ဘသူကတနာမှာတော့သူကိုယ်တိုင်ကလေမတနာနဲ့လို့ပြောနေရလေအေးနော်ဒီတောင်းဆောင်ကတော့ရူးကြောင်ကြောင်နေဘလို့အောင်လားပဲလာပါအေးတင်ရေသွားကြစို့ တရောင်းစားကတော့သူပြောချင်တာတစ်မျိုးထွက်သွားတဲ့စကားတစ်မျိုးဖြစ်နေအောင်ဆိုတော့တရောင်းစားလင်းကျန်မင်းကဖြစ်နေခဲ့တာပါဟမ်ဟမ်ဘာလို့ငါပြောချင်တဲ့စကားအတိုင်းထွက်မလာခဲ့တာလဲဟောခုတော့ထွက်နေပြန်နေစောလာပါလို့မထွက်တာလဲဟာကျုပ်တရောင်းစားတော့ယူးကျင်သွားပြီအဲ့လိုပြောပြီးတရောင်းစားလင်းနေရာမှာပြန်လဲအိတ်လိုက်တော်ရင် မှာတော့ဖိုးတူးနဲ့မိဝိုင်းကစပိန်ကိုစီနေရွာထဲကိုထွက်လာခဲ့ကြတာပါမိဝိုင်းကဖိုးတူးဟိုးရှိမှလာနေတာငပိန်နဲ့တိုးပေါင်းမဟုတ်လားအေးနော်ဟုတ်သားပဲဒီကောင်နေဘေးရပြန်လာကြတယ်မသိဘူးဟမ်ဒီလိုနဲ့ဖိုးတူးတို့နဲ့ငပိန်တို့နောက်စပိန်နေသွားလိုက်ကြတယ်မိဝိုင်းကဟက်အင်းတို့ညဘေးရပြန်လာကြတယ်ရွာနောက်ကရေကန်မှာရေမကျိုးပဲနဲ့ပြန်လာတာဟာ တကယ်တမ်းကရေချိုးပြီးပြန်လာတာလို့ပြောချက်မိမိပြောင်းပြန်ထွက်နေခဲ့တာပါဟမ်ရေကန်ထိသွားပြီးတော့ရေမချိုးပဲနဲ့ပြန်လာခဲ့တာလားဟုတ်တယ်မိဝါရဲ့မဟုတ်ဘူးပြောချက်မိမိဟုတ်တယ်ပဲထွက်သွားခဲ့တာပါငပင်ကပြောင်းပြန်စကားတွေထွက်နေခဲ့တာဆိုတော့ညှဉ်းညွလိုက်တယ်ငါယူးကျင်နေငါယူးကျင်နေဒီဒီကတော့အမှန်တိုင်းထွက်လာခဲ့တာဖိုတိုကတော့ဒီကောင်ငပင်ကဘာဖြစ်နေရလဲ သိတယ်ဘိုးတူရဲ့ဟမ်မသိတော့ပါဘူးဖြည့်ချင်းမင်းမင်းပြောင်းပြန်မယ်ထွက်လာခဲ့တာပါဟာဘာကြီးလဲတော့ဘွာမင်းပြောလိုက်ပါပြီပိုဆိုးနေတာဟုတ်သားပြီဒီနေ့ရောမွန်မှန်တယ်လို့ပဲအဲ့ဒါနဲ့ငပင်ကအကျဉ်ရသွားပြီးမြေကြီးမှာစာရေးပြလိုက်တယ်ဟမ်ဒါဆိုမင်းတို့နှစ်ယောက်ကရေထဲမှာမျောပါလာတဲ့ခွက်ကြောင့်ခုလိုဖြစ်သွားခဲ့ရလားငပင်ကမြေကြီးမှာစာထက်ရေးပြန်တယ် ါတို့ရှင်လို့ပြန်ပြအောင်ကုညီပေါင်းဖို့တူရစိတ်ချပါငါတက်နိုင်ဆုံးဖြည့်ရှင်းပေးပါမယ်တို့ရင်ရင်ဆုံးကိုချက်ချင်းကိုသွားကြတာပေါ့ကဲကဲငါတို့မှတယောက်တက်ကြည့်နင်တို့ကိုတင်ခေါ်သွားပြီမယ်ဒလုံးနဲ့တုံပေါ်ကမိဝိုင်းနောက်မှာတက်ဖို့လို့မိဝိုင်းကဟဲ့တုံပေါ်နင်ကတော့ငါမတင်နိုင်ဘူးလေဟာအေးပါဟာနင်ရလေဟဲ့ခုကြတော့အမှန်တိုင်းထွက်တယ်တခါတလေတော့အမှန်တိုင်းထွက်လာတတ်တယ်ဟာ ကဲပါကဲပါသွားကြစို့ဒီလိုနဲ့ဖိုးထူးတို့လည်းပေါ်စီယာချက်ကြီးအိမ်ကိုထွက်လာခဲ့လိုက်ကြသည်အဲနောက်တော့ဖိုးထူးတို့နင်းလာတဲ့စပင်းလေးရွာလဲတနေရာကိုရောက်လာခဲ့တာပါမိမိုင်းကဟဲ့ဒီနေ့ရခိုင်မုတ်တီဦးလေးကြီးကဈေးထွက်တာပဲဖိုးထူးတို့တွေလေကိုချက်ကြီးစီအရင်မသွားခင်ရခိုင်မုတ်တီခဏလောက်ဝင်စားကြမလားကောင်းတာပဲ ငပိန်တဲ့တဘောတော့စားကြမှာလားဟမ်မစားဘူးမစားဘူးဟမ်တကယ်မစားဘူးလားတဘောရဲ့ဟိုဒီကရခိုင်မို့ဒီကရှယ်ကောင်းတာနော်မစားပါဘူးဆိုမစားဘူးမစားဘူးဟာအဲ့လိုပြောပြီးတုတ်ပေါ်နေရခိုင်မို့ဒီတန်းနေချိန်မှာဝင်တိုင်းလိုက်တော်ရီအဲ့ဟာ तू စားမယ်လို့ပြောနေရပဲဟစိတ်မရှိလို့တောင်းဝင်တိုင်းလိုက်ပြီငပိန်မင်းရောဟမ်မစားဘူးအေးလာတော့မင်း လိုနဲ့သူတို့လေးယောက်သားရခိုင်မုတ်တီတန်းတဲ့ရှိမှဝင်တိုင်လိုက်ပြီးတော့မုတ်တီမှားစားကြတော့ဤဆိုင်ရှင်ဦးလေးကြီးအောင်ကလရီလိုအပ်တာရှိရင်ပြောနော်ဦးလေးစိတ်ကြိုက်ပြင်းမင်းမင်းဦးလေးလေးဟာပြင်မင်းမို့မလို့ပါဘူးရှင့်တမီးအတွက်တော့ကွက်တီပဲခွန်ဝါထုံလေးရောဘာလို့သေးလဲအဆင်ပြေရလားမပြေဘူးဦးလေးရဲ့အရသာလေးတော်တော်ကိုစိုးတာပဲဟမ်အဲ့လောက်တော့စိုးနေရလားဒါဆို ဦးလေးပြန်မြင်ပေးရမလားဟိုဦးလေး तू ကလေကောင်းတဲ့အစီအမီးလို့ပြောချင်တာပါဟာဟာဒါဆိုပါလို့မပြေဘူးလို့ပြောရတယ်ဟိုအဲ့ဒါကသူ့အခြေဖြစ်နေလို့ပါ तू ကကောင်းနေဆိုရင်မကောင်းဘူးလို့ပြောတာပါအော်အဲ့လိုလားခုခေတ်ကလေးတွေကအဆမ်းမဲ့နော်ဒါနဲ့ခုငပိန်ညောင်လေးရောဘာလို့သေးလဲအကုန်လိုတွေဘာမှမကောင်းဟင်ဒီတယောက်ရောပြောင်းပြန်ပြောတာပဲလား ။အိုးဟုတ်တယ်ဦးလေးရဲ့။ဟိုသူတို့နှစ်ယောက်ကစကားကိုပြောင်းပြန်ပြောတာကြိုက်ကြလို့လေ။ဟိုခုတိုင်းပဲပြောနေကြတာ။အိုးအေးပါကွာ။ဦးလေးကြီးလေငပိန်တို့ပြောတဲ့စကားကိုစိတ်ထဲကနေဒေါသထွက်နေပြီမင်းပြုံမြုံမင်းပြန်ပြောနေခဲ့တာပါ။အဲ့ဒါနဲ့တို့ဘုန်းကစာမီးသားပကံကိုချလိုက်တယ်။ဦးလေးရဲ့လက်ရတော်တော်ဆိုးတာပဲ။ကျွန်တော်နောက်တစ်ခေါက်ထွက်လာမစားမိအောင်ရှောင်မွက်ဖြစ်တော့မှာ။ဘာ?ဘာပြောလိုက်တယ်? ီတကမှာတော့ဦးလေးကြီးဟာပြောင်းမြန်ပြောတာတွေနားမလည်တော့ဘဲထောင်ကနေဒေါသထွက်သွားခဲ့တာပါမင်းတို့ကျုပ်ဆိုင်ရှိရခွချက်ချင်းထွက်သွားကြစမ်းကျုပ်ကိုစော်ကားနေရများပြီမုတ်တီဘိုးလည်းမပေးနဲ့သွားခွချက်ချင်းထွက်သွားကြဟိုဟိုဦးလေးဟိုသူအဲ့လိုပြောချင်တာမဟုတ်ပါဘူးဗျတော်ဒီတကလည်းပြောင်းမြန်ပဲလားတော်လိုက်တော့မင်းတို့ကျုပ်ဆိုင်ရှိရထွက်သွားစမ်းတိကန်တာတိုင်းတာရှိတယ်ကွာကျုပ်ခုလုံးဝတိမခံနိုင်တော့ဟုတ် ဟုတ်ကဲ့ပါဦးလေးရေဟိုတောင်းတောင်းမှန်ပါလေဗျာအဲနောက်တော့ဖိုးထူတို့လည်းမௌဒီဆိုင်ရှေ့ရနေမပြေးုံတမဲထွက်လာခဲ့လိုက်ကြတယ်ဒလုံးနဲ့ဖိုးထူတို့လည်းမော်စရာချက်ကြီးအိမ်ကိုရောက်လာခဲ့ကြတာပါမော်စရာချက်ကြီးကအိမ်ကန်းရှေ့မှာထိုင်နေနေကဲဒီတကောင်ရောဘာဖြစ်လာပြန်လဲဒီတကောင်ကိစ္စကကြီးတယ်ကိုချက်ကြီးကဒီကောင်နှစ်ယောက်ကြောင့်လေ ျွန်တော်တို့အထောက်ခံရတော့မလို့ဗျ။ဟုတ်တယ်ကိုချက်ကြီးရဲ့။တို့နှစ်ယောက်ကိုမြေမြကုပေးပေါ့။ဟာ။တို့ဘာဖြစ်နေလဲဆိုတာပြောပြမှ။ကျုပ်ကကုတာပေးလို့ရမှာပေါ့ဟာ။ခုကဟိုနှစ်ယောက်ကလည်းဘာမှမပြောဘဲနဲ့ပါဇက်ပိတ်နေကြတယ်။ဒါဒါလို့ရှိပါလေကိုချက်ကြီးရဲ့။ဟိုကျွန်တော်တို့ကိုချက်ကြီးနဲ့စကားပြောရင်အမန်နေထွက်လာမှာစိုးလို့ပါ။ဟာ။အဲ့ဒီအမန်ထွက်နေအောင်ပြင်ပေးပါအောင်ကိုချက်ကြီးရဲ့။ကိုချက်ကြီးကအဲ့လိုနေရာမှာအရန်ကိုညံ့နေသူမဟုတ်လားဗျ။ဟမ်။ဟာ။ ီကောင်နေသူ့ကိုဘာပြောနေရလဲဖို့တို့ဒီလိုကိုချက်ကြီးရေသူတို့ပြောတဲ့စကားကိုပြောင်းမြန်ကောက်ယူလိုက်အယမ်းညံ့တာဆိုရင်အယမ်းတော်တာအဲ့လိုမျိုးဟာဘာရည်လဲရှုပ်ရှုပ်ရှက်ရှက်စကားကိုပုံမှန်ပဲပြောလိကွာမရှာဘူးကိုချက်ကြီးကသူတို့ပြောလိုက်တဲ့စကားနဲ့ရလိခုတိုင်းပဲပြောင်းမြန်ထွက်နေတော့တာဟမ်သူတို့နှစ်ယောက်ကြောင့်ကျွန်တော်တို့အထုခံရတော့မလို့ဗျဟင်ဟုတ်လားဘလို့ဖြစ်ပြီးတော့ခုလိုပြောင်းလဲသွားကြတယ်ရှေခွဲကြောင့်မှာကိုချက်ကြီး ဟမ်ခုကြတော့အမှန်တိုင်းထွက်သွားခဲ့တာပါဟမ်ဘယ်ရရှိခွက်တော့ဟိုကျွန်တော်တို့ရေကန်ထဲမှာရေကူးနေတော့ရေထဲမှာ ခွက်တစ်ခါမျောပါလာခဲ့ပါတယ်အဲ့ဒီခွက်ကိုကိုင်းမြင်လိုက်လို့ခုတိုင်ဖြစ်နေခဲ့တာပါဟာမင်းတို့ကလေဖြစ်လိုက်ထူးဆန်းနေကြီးပဲနေအောင်ကျုပ်ဆန်းတတ်ကြည့်မယ်အဲ့လိုပြောပြီးမော်စရာချက်ကြီးကတော်ပေါ်နှစ်ဖူးပေါ်လက်တင်လို့ပါဇက်ကနေတော်တော်ရှုံနေခဲ့တော်တယ်ခဏကြာမှ မင်းတို့ကင်ခဲ့တဲ့ခွက်ကမကောင်းတဲ့မော်စုံအသုံးပြုထားတဲ့ခွက်တစ်ခွက်ပဲကွအဲ့ဒီခွက်ကိုကင်မိရဲ့သူတိုင်းဒုက္ခရောက်နိုင်တယ်ဒါဆိုတခြားကင်မိလိုက်တဲ့သူတွေကိုဘယ်လိုလုပ်မလဲอืมအဲ့လိုလူတွေကိုတွေးမိခဲ့ရင်တော့ကျုပ်စီကိုခေါ်လာပေးပေါ့ကွာခုတော့သူတို့နှစ်ယောက်ကိုပဲအရင်ကုသပေးလိုက်မယ်ဒါလို့နဲ့မော်စရာချက်ချင်းလေးသူ့မော်စွန်းနဲ့ကုသလိုက်ချိန်မှာငပိန်နဲ့တို့ပေါ်လေးပုံမှန်အတိုင်းပြန်ပြစ်သွားခဲ့တော့ရီအမလေးတော်ပါသေးရဲ့ ကိုချက်ကြီးကလို့နုံမုံရင်ကျွန်တော်တို့အထောက်ခံရမှာဗျဟုတ်တယ်ကိုချက်ကြီးကဒီတိုင်းအိမ်မြန်သွားရင်လည်းအိမ်ရမေတောင်းတာခံရပြန်မှာအေးပါနောက်ဆိုလမ်းမေးလွှင့်ပြထားတာဖြစ်ဖြစ်ရေထဲမျောပါလာတာပဲဖြစ်ဖြစ်ပိုင်ရှင်မရှိတဲ့ဘေဘီစီကိုမစိုးမစိမချင်မကင်ချားနေပို့ကွာဟုတ်ကဲ့ပါကိုချက်ကြီးကျွန်တော်နောက်ဆိုရင်တော့စင်ကြမမယ်အဲ့နောက်တော့ဖို့ထူတော်လေးပေါ်ဆရာချက်ကြီးကိုနှုတ်ဆက်ပြီးပြန်လာခဲ့လိုက်ကြတယ် ပေါ်တူတို့လည်းမော်ဆီယာချက်ကြီးအိမ်ကထွက်လာခဲ့ပြီးနောက်သပင်တပင်နာကိုရောက်လာခဲ့ကြသည်။ငံပေနောက်ကနေထိုင်စည်းနေတဲ့တုပ်ပေါ်ကဟာဖဲ့ငပေစမေကနာလောက်ရပ်ပြီးပေါ့။ဟိုဘင်အောက်ကအကိုကြီးကင်ထားတာတို့တွေ့ခဲ့တဲ့ခွက်မဟုတ်လား။တုပ်ပေါ်ပြောကြောင်းငံပင်ရတေချာကြည့်လိုက်သည်။အင်းနော်ဟုတ်သားပြီ။ဒလုံနဲ့တို့လျောက်သားစပင်းရက်ပြီးတရောင်းစားနာကိုတိုးကပ်သွားလိုက်ကြသည်။တရောင်းစားဖိုးထူးတို့မြင်တော့ ခွက်ကိုမြှောက်ပြီးတော့တောင်းတော်လာပါမတနာကြပါနဲ့မတနာကြပါနဲ့ကျုပ်တောင်းစားစားเสียရှိနေเสียရှိရဲ့ဘဝမှုမတနာကြပါနဲ့မတနာကြပါနဲ့ကျုပ်ဘလို့ပြောမှစကားအမှန်ထွက်လာမှလေဟာဒီကိုကြီးလေမင်းတို့လိုဖြစ်နေရပဲငပေးရဒါဆိုဒီကိုကြီးကိုကိုကြကြီးစီကိုပို့ပေးကြတာပေါ့ကောင်းတာပဲ ဒါဆိုဒီခွက်ကိုတရားရောက်ကပြန်ခိုင်မိသွားရင်ရောဘယ်လိုလုပ်မလဲအေးနော်ဟုတ်သားပြီငါကြံရပြီကိုချက်ကြီးကိုဒီဘက်ဖုန်းဆက်လမ်းခေါ်လိုက်မယ်ကိုချက်ကြီးရောက်လာမှဒီခွက်ကိုဘယ်လိုဖြည့်ရှင်းမယ်ဆိုတာဆက်ပြောကြတာပေါ့โอเคလေအဲ့အတိုင်းလို့ကြာတာပေါ့ဟမ်ကျုပ်တရောင်းစားစီကနေခွက်လို့မလို့စဉ်းစားနေကြလားဗျအဲ့ဒါတော့မလုပ်ပါနဲ့ဗျာကျုပ်မှဒီခွက်တလုံးလေးရှိတာဗျကိုကြီးရောလေဒီထက်ကောင်းတဲ့ခွက်ကိုပြောင်းဝယ်ပေးပါမယ်ဗျ တကယ်လားဟိုတားဆိုရင်ဒီခွက်ကိုယူသွားရုတ်ဟင်မယူချင်းလေဘာလို့လဲဟာခွက်အစ်တလုံးထောက်ရပေးမှာဆိုဒီအောင်ကိုယူသွားလေဟာမယူညမအောင်ဆိုကိုရလေဟာမရအောင်ယူရမှာပဲဒီလိုနဲ့တုပ်ဘွားအဲ့နေရာကနေထွက်ပြေးသွားတော့တရောင်းစားလေးခွက်လိုက်ပြီးဖို့အတွက်တုပ်ဘွားနောက်ကိုကြီးလိုက်သွားခဲ့တော့တာအောင်မလီကဲကြမအောင်ဖိုးထိုးရေကဲကြမအောင်ဒီလိုနဲ့ တုပ်ဘောနဲ့တရောင်စားတို့ဝိုင်းကြီးပပတ်လူပြေးနေကြရင်ကဇလန်းလေးလေးပြေးဆုံးသွားကြတော့တယ်